အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ CR7 ရဲ့ထာဝရလဘော်တို့ NFT သတင်းနဲ့အတူဘန်တွေလူပွားဝါတာအတွက် stable coin ကအပြည့်ဖြစ်လာနိုင်မလားသတင်းတွေကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ထမတစ်ပုတ်အနေနဲ့ CR7 ရဲ့ Tara Labo တို့ NFT သတင်းကိုတင်ဆက်ပေးကြပါမယ်။ Binance နဲ့ Cristiano Ronaldo ကတော့ NFT collection ထပ်ထုတ်လိုက်ပြန်ပါပြီ။၆ခုမြောက် NFT collection ဖြစ်တဲ့အတွက်စားထုတ်ခါစားကားလောက် hype နေတာမျိုးမတွေ့ရတော့ပေမဲ့ Binance ကတော့အစဉ်အလာမပြတ်အထူးအခွင့်အရေးအများကြီးနဲ့ NFT တွေကိုစီစဉ်ထားပါတယ်။ CR7 ရဲ့သင်္ကေတတစ်ခုဖြစ်တဲ့7ကိုအစွဲပြုပြီးတော့ NFT 9989ခုသာပါဝင်မဲ့ Forever to the Moon NFT Collection မှာတော့ NFT ဟိုတာတွေအတွက် Cristiano Ronaldo လက်မှတ်နဲ့ဘောလုံးတွေ၊ Jersey အင်ကြီးတွေ၊ Binance Blockchain Week 2025အတွက်လက်မှတ်တွေကန်ဆန်းခွင့်အပြင် CR7 နဲ့9မိနစ်တွေးဆုံခွင့်လိုမျိုးအခွင့်အရေးတွေပေါ်ပါတယ်။ NFT တွေယူဖို့အတွက်ကတော့ဇွန်လ17ရက်နေ့ကနေ28ရက်နေ့အတွင်းမှာ Binance account ပွင့်ပြီး KYC အောင်တင်မှာအပတ်စဉ်တောက်ကြနေညနေတိုင်းမှာ CR7 NFT Mystery Box တွေချပေးသွားမှာဖြစ်တယ်လို့ ကိုအကောင့်ထဲမှာ mystery box တစ်ခုရထားတယ်လို့ပြနေရင်ဖွင့်ကြည့်လိုက်လို့ရပါတယ်။ mystery box ပေါင်း9583ခုကိုအကောင့်အသစ်တွေအတွက်တီးတန့်ဖယ်ထားမှာဖြစ်တယ်လို့မကုံမချင်းဦးသူယူစနစ်နဲ့ airdrop တွေတောက်လျှောက်ချပေးနေမှာလည်းဖြစ်ပါတယ်။တကယ်လို့ကိုက CR7 နဲ့ Binance တို့ပေါင်းပြီးတော့ထုတ်ထားတဲ့ NFT collection တွေမှာတောက်လျှောက်ဝယ်ကင်ထားခဲ့ဘူးတယ်ဆိုရင်တော့အလိုအလျောက် mystery box ၅ခုကိုရနိုင်မှာဖြစ်ပါတယ်။ ဒါပြင် CR7 NFT ဝယ်ကင်ထားသူတွေအနေနဲ့ CR7 Telegram group ထဲမှာပါဝင်ပြီးတော့လဲ challenge တွေမှာပါဝင်ရင်းနဲ့ mystery box တွေကိုစုအနေနဲ့ထပ်ရနိုင်အောင်မှဖြစ်ပါတယ်။တကယ်လို့ကိုကအကောင့်အသစ်လဲဖွင့်ဖို့မရှိ CR7 NFT တွေလဲကင်ထားတာမရှိဘူးဆိုရင်တော့ Binance Instagram ပေါ်ကနေတဆင့် mystery box giveaway တွေလုပ်ပေးသွားအောင်မှဖြစ်လို့ဒီ giveaway တွေမှာပါဝင်ပြီးတော့ကန်ဆန်းလို့ရနိုင်မှာသေးတယ်။ mystery box တွေထဲမှာတော့ CR7 လက်မှတ်ထိုးထားတဲ့ဘောလုံး18လုံးနဲ့ဂျာစီ89ထည် 2025ခုနှစ်ဒီဇင်ဘာလအတွင်းဒူဘိုင်းမှာကျင်းပသွားမယ် Binance Blockchain Week အတွက်လက်မှတ်အဆောင်980နဲ့ CR7 နဲ့9မိနစ်တွေးဆုံခွင့် Pass ခုနှစ်ခုတို့ပါဝင်နေပါတယ်။ဒါကြောင့် CR7 ပရိသတ်တွေအနေနဲ့တော့ဂုံကြီးအနာမယူခင်ဝေါ်လုံးပဲရရအင်ကြီးပဲရရအမတ်တရားပစ္စည်းတစ်ခုရနိုင်မှာဖြစ်သလိုနောက်ဆုံး CR7 နဲ့တွေးဆုံခွင့်မှာရနိုင်မယ်ဆိုရင် တော့တတတာမမေ့နိုင်စရာအမတ်တရားတစ်ခုဖြစ်စင်မှာကြောင့် မပါလိုက်ရမရှိရလေအောင်ကိုအစဉ်ပြေတဲ့နီးနဲ့ပါဝင်လို့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဘန်ရီလူပါဝါတာအတွက် stable coin တွေကအပြည့်ဖြစ်လာနိုင်မလားတဲ့င်းကိုတက်ဆက်ပေးစီပါတယ်ဒီအပိုင်းတွေးလိုက်ရင် stable coin သတင်းတွေကြီးပါပဲ USS Stable Coin ဥရိကျန်းကတော့စင်းနေလွတ်တော်ကိုချော်ဖြတ်ပြီးတဲ့နောက် House of Representatives ရောက်မဲ့အချိန်မှာ Stable Coin ဈေးကွက်ထဲကိုဝင်ဖို့အတွက်လုပ်ငန်းစုကြီးတွေရဲ့စိတ်ဝင်စားမှုကိုပိုရလာပါတယ်။တခြား Crypto တွေနဲ့မတူတဲ့အချက်ကတော့ Stable Coin တွေက USD တို့ EUR တို့လိုမျိုးပြင်ပကလူသုံးများတဲ့နိုင်ငံသုံးငွေကြေးတွေနဲ့တန်ဖိုးတူညီထားတာကြောင့်ငွေကြေးအစားတို့သုံးစွဲနိုင်ဖို့ online ငွေပေးခြင်းမှုတွေမှာအသုံးပြုနိုင်မှုနည်းလမ်းတွေအများကြီးရှိနေတာဖြစ်ပါတယ်။ အထူးသဖြင့် online ကနေဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းစုကြီးတွေက stable coin ကိုငွေပေးချေမှုတရက်အနေနဲ့လက်ခံမှုစိတ်ဝင်စားလာကြပြီးတော့ဈေးကွက်ထဲမှာရှိနေပြီးသား stable coin တွေကိုလက်ခံတာတက်ကိုပိုင် stable coin တွေဖန်တီးပြီးသူတို့ရဲ့ platform တွေကနေတဆင့်လူသုံးများလာအောင်ဖန်တီးကျင်လာတာကိုတွေ့ရပါတယ်။အခုဆိုရင်လည်းကမ္ဘာမှာမသိသူမရှိလောက်တဲ့ online marketplace ကြီးလည်းဖြစ်နေပညာလုပ်ငန်းစုကြီးတခုလည်းဖြစ်တဲ့ Amazon က stable coin ထုတ်ဖို့စိတ်ဝင်စားနေကြောင်း Wall Street Journal ကတင်ပြလာပါတယ်။ Amazon ပြည် US အခြေစိုက်လက်လီလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Walmart ကလည်း Global Stable Quay ထုတ်ဖို့ကိုလေ့လာနေကြောင်းသိရပါတယ်။ Walmart က Stable Quay ထုတ်တာကတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်သိပြီးတော့သိတာမှုမရှိတော့ပေမဲ့ Amazon ကသာ Stable Quay ထုတ်ပြီးတော့သူ့ရဲ့ဝန်ဆောင်မှုတွေမှာ Stable Quay အနေနဲ့လက်ခံလာမယ်ဆိုရင်တော့ဒါက Stable Quay ဈေးကွက်အတွက်အတော်လေးကြီးမားတဲ့အရေးဖြစ်လာမှာပါ။ Amazon သားမကမတာလိုမျိုး creator monetization နဲ့အများကြီးရှိနေတဲ့ platform တွေကလည်း stable coin ဈေးကွက်တဲ့ဝင်လာနေပြီးတော့ monetization တွေကို stable coin နေနဲ့ပေးလာမယ်ဆိုရင်တော့ ban တွေကိုမိကိုနေစရာမလိုတော့ပါဘူးအထူးသဖြင့်မြန်မာနိုင်ငံက creator တွေလိုမျိုးနိုင်ငံပေါင်းစုံမှာ ban တွေပတ်ဖွင့်ပြီးတော့ monetization တွေယူနေရတဲ့ကြားမှာ ban တွေဘက်ကနေမူဝါဒအမျိုးမျိုးနဲ့လူပါဝါဒတွေကိုခေါင်းငုံခံနေစရာမလိုတော့ပါဘူး platform ဘက်ကဘဏ်ကနေတဆင့်ငွေလွှဲလိုက်ရင် fees တွေအပြတ်ခံရငွေဝင်လာဖို့ရက်တွေအကြာကြီးစောင့်ရမှာဖြစ်ပေမဲ့ stable coin နေနဲ့ blockchain network တွေကနေလွှဲမယ်ဆိုရင်တော့ အချိန်ခဏလေးအတွင်းမှာကို wallet တဲ့ကိုငွေတွေဝင်လာနိုင်မှာဖြစ်ပါတယ်လက်ရှိမှာတော့ Meta Alibaba နဲ့ Uber တို့က stable coin နဲ့ငွေပေးချေတာတွေအတွက်လေးလာမှုတွေကိုလုပ်နေကြပါတယ် US stable coin upgrade အတိဖြစ်သွားပြီဆိုရင်တော့ဒီလုပ်ငန်းစုကြီးတွေရဲ့ stable coin ကိစ္စတွေကိုပို့ပြီးတော့အသေးစိတ်သိလာရနိုင်တော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fee discount ပြန်ရမယ့် အခုကောက်ကိုအသုံးပြုပြီးတော့အကောက်ဖွင့်နေပါတယ်။နားဆင်မိခဲ့ကြတဲ့သောတာရှင်များအားလုံး trade time မြတ်ကြပါစေခင်ဗျာ။